ဆက်စရာကောင်းပေမဲ့ခြေစိမ်ဖြစ်နေတဲ့စုစုအသေးစားလေးကိုထုတ်ပြလာတဲ့မေမေအီချောပုံပရိသတ်များလုံးမင်္ဂလာပါရှင်ဆလီအမန်ပလတ်ကနေပြောင်းလဲကြိုးစိုးလိုက်ပါတယ်တချို့ကလေးလေးတွေကချက်စရာကောင်းပေမဲ့အမေမွေးကလေးကအခက်တီတီနဲ့ခြေမိုးတဲ့ရုပ်ရည်လေးတွေကိုပိုင်ဆိုင်လာကြပါတယ်။ဒါကလည်းကိုကိုမွေးဖွားထားတဲ့မိခင်ဖခင်တွေနဲ့တတ်ဆိုင်တာပါ။အခုတော့တကယ်ကိုကိုဘွားအသေးစားလေးလားလို့ထင်ရလောက်တဲ့အထိမိခင်နဲ့တပုံစံနဲ့တူပြီးတော့ခက်ချစ်ချင်းနဲ့ခက်ဆူဆူမျက်နှာသားလေးကိုပိုင်ဆိုင်ထားတဲ့သမီးလေးကိုမမေအီချောပို့တယောက်ရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ ။ဤကျောဖို့ဆိုတာကအနုပညာလောကထဲမှာတော်တော်လေးကိုနာမည်ကျော်ကြားခဲ့တဲ့မင်းသမီးတလက်ပံရုပ်ရည်ကလည်းချုံမောသလိုခန္ဓာကိုယ်အနေထားကလည်းတော်တော်လေးကိုမှလှပပြီးတော့ယောက်ျားလေးမိန်းကလေးအကုန်လုံးကသူမကိုသဘောကျနှစ်သက်ကြပါတယ်။ ရုပ်ဆောင်အတင်ကလည်းပြပြင်ကောင်းမွန်တဲ့ဤချောဖို့ကအကယ်ဒမီရဖို့ထက်တာယာနဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ဖို့ပဲဦးစားပေးရွေးချယ်သွားခဲ့ရပါ။ဒါကြောင့်သူမအရန်ကိုချေရတဲ့စီးပွားရေးလုပ်ငန်းရှင်တထေးကြီးတယောက်နဲ့ချစ်သူတွေဖြစ်နေပြီဆိုတာအသိပေးပြီးမကြခင်ပါပဲ။လက်ထပ်သွားခဲ့တာဖြစ်ပါတယ်။မြို့တည့်ဆန်စွာပဲလက်ထပ်သွားခဲ့ပြီးနောက်ပိုင်းအနုပညာလှူရှာမှုတွေလည်းမပြုတ်လုပ်တော့ပါဘူး။ဒါကလည်းပိုင်ထဲမှာအင်မတန်စစ်စရာကောင်းတဲ့သမီးလေးရှိနေတာကြောင့်ပါ။ ။သမီးလေးဆိုတာသိလိုက်ရတဲ့အတော့လည်းအယံဝန်းသားနေပြီးတော့သူမနဲ့တူမဲဆိုတာကိုအစကတည်းကကြိုသိနေခဲ့ပါတယ်။အမှန်တကယ်မှလည်းမွေးလာတဲ့အချိန်ကလေးကမမေဤချောဖို့ထုတ်ပြလာတဲ့ပုံရိပ်လေးတွေမှာဆိုရင်သမီးလေးအီစီကတကယ်ကိုမှချေစင်လေးဖြစ်နေခဲ့ရပါဘူး။ ။အီချောဘိုရဲ့နာမည်ကဆူဆူဆိုတဲ့အတိုင်းသမီးလေးကလည်းတကယ့်ကိုဆူဆူလေးနဲ့အီချောဘိုရဲ့ကိုပွားလေးလာလို့တောင်ထင်ရလောက်တဲ့ထိပါပဲ။တခြားကလေးတွေလိုမျိုးအရန်ကြီးငိုတာတွေအရန်ကြီးပြုံးရွှင်ပြနေရတွေမရှိပဲခက်တီတီနဲ့တကယ့်ကိုအခြေဆင်ယုံလေးပေါ်နေခဲ့တာပါ။ဒီလိုတမူထူချတဲ့ရုပ်ရည်လေးနဲ့မေမေအီချောဘိုရဲ့သမီးလေးကိုပရိသတ်တွေကအချစ်ပုံနေရပါတယ်။အခုတော့သမီးလေးကတော်တော်လေးကိုတည်တတ်တဲ့အရွယ်ကိုရောက်ရှိလာပြီဖြစ်တာကြောင့်မေမေအီချောဘိုကချက်စရာကောင်းတဲ့သမီးလေးရဲ့ပုံရိပ်တွေကိုမကြာခဏထုတ်ပြနေခဲ့တာပါ။ ဒီကနေ့ရပိုင်ကထုတ်ပြန်လာတဲ့ပုံလေးတွေမှာဆိုရင်တော့သူမရဲ့သမီးလေးကသပင်ကိုနှစ်ခွထောင်စီးထားပြီးမျက်မှန်ကြီးတက်ကတကယ်အခြေစင်ရုပ်ဖြစ်နေခဲ့ပါတယ်။မိမိအချောဘူကိုရင်ကပွေချီပြီးတော့ချောမြူနီယာတောင်းသမီးလေးကတော့ခက်တီတီပါပဲ။ဒါကြောင့်ဆီယာမကြီးခြေစင်လေးကိုမိမိအချောဘူကပရိသတ်တွေပါသဘောကျနေသက်စီဖို့အတွက်ထုတ်ပြခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ပုံစံကိုကြည့်ရတာကတော့တကယ်ကိုအချိန်အစင်းလေးဖြစ်ပြီးတော့စူစူအသေးစားလေးအမှန်တကယ်ပဲဖြစ်နေပါတယ်။သမီးလေးအီစီကဘဲကလေးကခြေမိုးဖို့ဆုံးဖြတ်လာခဲ့လဲမသိပေမဲ့မမေအီချိုးဖို့အပါဝင်ဘေးနာကချော့မြူနေကြတဲ့သူတွေကိုတခြားမှအဖက်မလုပ်ပဲခက်တီတီပါပဲ။ဒီလိုမျိုးသူမရဲ့ခြေမိုးနေရဲ့မျက်နှာလေးကိုကြည့်ရတာနဲ့တင်မမေအီချိုးဖို့တို့တတိုင်ကတော့တော်တော်လေးကိုပျော်ရွှင်နေခဲ့ကြတာပါ။သမီးလေးကလည်းအများနဲ့မတူတဲ့ပုံစံလေးဆိုပေမဲ့တကယ်ကိုမှချစ်စရာအကောင်းဆုံးသူလေးဖြစ်ပါတယ်။ ီလိုပုံစံလေးအတိုင်းသာဆိုရင်တော့အသက်ကြီးလာတဲ့အခါမှာလည်းခက်ချစ်ချင်းမျက်နှာသားနဲ့ခြေစင်လေးဆိုပြီးတော့ရေပန်းစားလူကြိုက်များနေအောင်မှအသေးချပါပဲ။မိခင်လိုမျိုးအမှုပညာလုပ်ငန်းတွေကိုလုပ်ကြိုက်မယ်ဆိုရင်လည်းအောင်မြင်ဖို့အလားအလာရှိတဲ့သမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။အခုလိုပေါ့ဆာလေးအရွယ်မှာကလေးကအများနဲ့မတူတဲ့ခြေမိုးတဲ့ပုံစံလေးကိုပိုင်ဆိုင်ထားပြီးတော့ပြည်သက်တွေချစ်ပိုနေရတာပါ။ စစံလေးဖြစ်နေရမမေအီချောပေါ်ရဲ့တမီလေးဆူဆူအသေးစားလေးကိုပရိသတ်ကြီးတို့ရောချစ်ခင်မိလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်